နားလဲလားနားလဲပါဗျာခိုးလာတဲ့ငွေဝိုက်လာတဲ့ငွေလီးလာတဲ့ငွေဖြတ်လာတဲ့ငွေဟမ်ဟောက်စာ၆စာလီးစာဖြတ်စာဝိုက်စာလိန်စာခိုးစာဂျာအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေမှာတော့ခင်ဗျားတို့သိခံမဲ့တဲ့တိုင်းပြီဖြစ်သွားတယ်ရှင်းလားဘဝကိုတိဆောက်တဲ့နေရာမှာသီလမပါရင်အဓိပ္ပာယ်ရှင်းပါပါဘုရားကျင့်တတ်သလားကျင့်ပါပါဘုရားအားလုံးနားလဲတယ်နော် အမွေခံခြင်းရင်အမွေခံအမွေခံအခုအမြဲတမ်းလုံနေကြတာပဲသာသနာအမွေခံအမွေခံအဲ့တော့သာသနာအမွေကဘယ်နှမျိုးတော့ဘာတွေလဲတိလာအမွေတမာတိအမွေပညာနားလည်တယ်နော်နားလည်ပါဗျာတိလာအမွေဆိုတာခုနကျင့်ဝတ်သိက္ခာတမာတိဆိုတာဘလောက်ငတ်ငတ်ဘလောက်ဆင်းရဲဆင်းရဲဘလောက်အောက်တန်းကြကြကိုကျင့်သိက္ခာကိုအပြည့်မခံတာ အိမ်မှာစားစရာမရှိလို့ငတ်နေပေမဲ့ချက်ချင်းအမေမယူဘူးဦးစင်းကတိတ်ကျင်တ်ခဲ့တာအမေကိုကြည့်ပြီးပြုံးနေတယ်ယူလိုက်ပါအမေမသမာအာဇီဝနဲ့ဘာတစ်ခုမှမလုပ်ဘူးဒီနေ့ကစားပြီးအမေယုံလိုက်သေတဲ့အထိဆေးတုပ်ကျွေးတယ်တရက်80ရပယံလုပ်တယ်အကုန်လုပ်ဘူးတဲ့သုံးမင်္ဂလာငွေရမယ်သမာအာဇီဝနဲ့ရမယ်ဆိုအကုန်လုပ်တယ်အဲ့ဒီထဲမှာဆေးတုပ်တော့ဆေးဆရာကစခိုင်းတဲ့အိမ်မှာ ဦးစင်းကခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းတယ်လို့ဆိုတော့အလုတ်ကိုမြန်မြန်လုံနိုင်တယ်မြားမြားလုံနိုင်မြားမြားလုံတော့နောက်ကဆေးเสียဟဲ့အောင်ဖြည်းဖြည်းတုတ်ဘာဖြစ်လို့ဒါနေစားတယ်ဟမ်နေသားဆိုတော့ဘာတော့ဖြီးဖြီးလို့ မလုံနိုင်ဘူးလို့မလုံတတ်ဘူးလို့ကိုခွန်အားရှိသလောက်လုံမယ်တနေ့စာသူထိုက်တန်သလောက်ပေးလိမ့်မယ်အဲ့ဒါနဲ့မဖြစ်ဘူးဆိုကြုတ်ကိုနေရာရွှေ့ပြပုတ်ပြအဲ့ဒီကြရလာတယ်မြန်မြန်လုံတယ်ကြီးချွတ်နေတယ်မပြောင်းသေးဘူးမပြောင်းသေးဘူးဒီမှာဆရာက ရရတယ်တုတ်လိုက်တော့ဟာတုတ်ဆေးပြန်กว่ามาပေါ့ရေနံကြီးတွေတုတ်ရေနံကြီးတွေချစ်ရတယ်အောက်ကရေနံကြီးတွေချစ်ချစ်ပြီးတော့มาပတ်တိဖာဆေးတုတ်လောက်อ่ะအဲရေနံကြီးတွေမှန်နဲ့ချစ်ထုတ်မပြောင်းသေးဘူးတုတ်တော့တဲ့မတုတ်ဘူးလို့တော့ပါလားပုတ်ပြတ်မို့လို့လဲပုံမလုံနိုင်ဘူးเนาะအလွဲသုံးစားမလုံနိုင်ဘူးနေစားမို့လို့လဲရှော့မလုံနိုင်ဘူးကိုတရက်စာလုံနိုင်တဲ့ခွန်အားတိုင်းလုတ်ပေးမယ်အကောင်းဆုံးဖြစ်အောင်လုတ်ပေးမယ် ပတ်စံညာမယူရှင်းလားရှင်းပါပါဘုရားသိက္ခာနဲ့ဘဝကိုတိဆောက်လို့ဒီပလင်ပေါ်ဒီနေ့ခမရလို့ရှင်းမှာကျုပ်မမမမထိုင်နေတာနားလည်မလားနားလည်ပါဘုရားသဘောပေါက်ဘူးလားပေါက်ပါပါအားလုံးအားလုံးဒီတိုင်းပြီဘာလို့ပျက်စီးသွားတယ်လဲဆိုတာအဖြေရတာပဲအလွဲသုံးစားရတဲ့ငွေကိုမြတ်နိုးနေကြသေးသေးဘယ်တော့ခါမှအထက်တန်းသမာဓိဆိုတာဒါပဲမွဲခြင်းတလောက်မွဲငတ်ခြင်းတလောက်ငတ်တိတ်ခါအပြည့် မခံဘူးတိတ်ခမဲ့တဲ့ဘဝလောက်အောက်တန်းကြတာမရှိဘူးဂျင်းနဲ့သလားတိလာတမာရီပညာဘယ်လိုအလုံမျိုးဟာ ကို့အတွက်တန်ဖိုးရှိတာလဲခုဒီနေ့အလူပေးတော့မယ်အလူကြီးပေးတယ်အလူလုတ်တယ်ဆိုတာကုသိုလ်လိုခြင်းလို့လားအကုသိုလ်လိုခြင်းလို့လားကဲပြီးပါပြီပြန်ကြတော့ငါလည်းပြန်တော့မယ်မိပြီဒါပဲမင်းတို့ကမင်းတို့ရှင်ပြေတာလုတ်တော့ရှင်းလား ုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုဟာကုသိုလ်အကုသိုလ်ဆိုတာလောဘဒေါသမောဟပါတဲ့အလုကဂျင်းရသလားဂျင်းပါပါအဲ့လောက်သိရင်ဘယ်လိုလုပ်လို့ရပြီလေကိုယ့်ကိုယ်အဆင်ပြေသလိုလုပ်ကြရအောင်ရှင်းတယ်နော်ရှင်းပါပါအဲ့ဒီအခြေခံကိုမလိုက်နိုင်ရင်ဘယ်တော့မှကုသိုလ်မရဘူး လှုပ်ချင်တဲ့လောက်လို့ငွေကုန်တိုင်းကုသိုလ်ရတယ်မထင်ပါနဲ့ဂျင်းနဲ့သလားဂျင်းပါပါငွေတွေအများကြီးကုန်တိုင်းကုသိုလ်အများကြီးရမယ်လို့ပြောလို့မရပါဘူးမရပါဘူးကုသိုလ်ဖြစ်တဲ့အလုပ်ကိုလုံမှကုသိုလ်ရပါပါဒါကြောင့်တကယ်သာသနာအမွေခံရမယ်နီလန်းကပရိယာပရိပါပရိဝေဒပရိယတ္တိဆိုတာတိပါတိရမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုပြီးအောင်နေ့ ဟုတ်ကဲ့သုံးကျင်းတဲ့အတိုင်းဆောင်ထားတရားဆောင်မှအောင်နိုင်မယ်မှတ်ထားပြောအဲ့တော့ဒုဖရားရှင်ကိုတော်မြတ်ကြီးလက်ထက်မှာအမြင့်ဆုံးပန်းနိုင်ရသွားတဲ့ယဟန္တာရှင်မြတ်ကြီးတွေကမြတ်စွာဘုရားကိုလာပူဇော်တဲ့အချိန်မှာခိနာဇာတိနောင်တဖန်ဇာတိရခြင်းကုန်ခဲ့ပြီတဲ့ဒါကရဇတ်ရလတ်ကိုပြောတာသူလှုပ်ခဲ့ပြီးတဲ့တရားကိုပူဇော်တဲ့ခါကျတော့ဝုတိတံမြမစရိယံ မြတ်သောအကျင့်လမ်းဆုံးရောက်ခဲ့ပါပြီဖရာတဲ့ပါတယ်ပါတယ်သူမှာအဓိသီလအဓိစိတ်ဓာအဓိပညာခိုင်မြဲသွားပြီလို့တကွန်ဆိုင်ပြီးမြတ်စွာဘုရားကိုပူဇော်တာကတံကရဏီယနောင်တဖန်ဒီသီလသမာဓိပညာတို့ပြုပွဲကိစ္စမရှိတော့ဒါအောင်ပွဲခံသွားတာအဲ့ဒါနင်တို့ကမသိတော့ပန်းတိုင်ရပါလဲနိဗ္ဗာန်ပန်းတိုင်ရပါလဲနိဗ္ဗာန် တကယ်ပန်းနိုင်ကသီလသမာဓိပညာခိုင်မြဲရေးရှင်းလားရှင်းပါပါဘုရားအလုံးသဘောပေါက်ပြီနော်ဟုတ်ပါပါဘုရားဒါဖြစ်ရင်နော်အမွေမရတဲ့အမွေခံလောက်ကြမလားအမွေရတဲ့အမွေခံလောက်ကြမလားကဲအဲ့ဒီတရားအဲ့ဒီအခြေခံလေးကိုသဘောထားပြီးတော့ဦးစင်းကနော်ဒီနေ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးနဲ့ရှင်သာရိပုတ္တရာတို့ရဲ့ အမေးဖြေလုပ်ခဲ့ကြတဲ့တရားလေးတပုတ်နဲ့သာသနာအမွေခံနိုင်မှုဂျေဇုဆက်သွားမယ်နော်ဆာမာတော့ပိရကတော်မှာအင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်အင်္ဂုတ္ထောပါဠိတော်ကြီးကမဟာဝက်မှာရှိတယ်သက်ကစ္စသုံးတဲ့ဗာရဲလေအယုသေးပြုခြင်းပြောအယုသေးပြုခြင်းပါဗျာအဲဒီနေ့ အယုသေးပြုတ်အပ်တဲ့တရားတွေကိုနော်ဦးစင်ကဒီနေ့သတော်ကောင်းတို့အတွက်ဓမ္မလက်ဆောင်ပေးမယ်အဲ့တော့အားလုံးအလူတကအလူမကြီးနဲ့ဒီနေ့တရားလာနာတဲ့ပုဂ္ဂိုလ်အားလုံးအခုနာရမယ့်တရားစီဘာတရားလဲအယုအသေးပြုတ်အပ်သောတရားပြန်ပြောမထရောမထရောဒီနေ့တရားကောင်းစဉ်ပါလေအဲဒီလိုလေးမှတ်သွား သက်ကစ္စသုံးတဲ့ပါဠိလိုကြတော့တို့အဲ့ဒါတို့ဗမာစကားမဟုတ်တော့မှတ်မိမှာမဟုတ်ဘူးအဲ့တော့မြန်မာလိုပဲမှတ်လိုက်ပါလေအယုသေးပြုအပ်တော်တရားအရှင်သာရိပုတ္တရာအရှင်မြတ်ကြီးကတပါတဲ့ကိမ့်အောင်ပြီးတော့နေတဲ့အချိန်မှာ သူစဉ်းစားမိတယ်တဲ့လောကမှာတဲ့စိတ်ဉာဏ်မှာချင်းကပ်ပြီးတော့အဘယ်အရာကိုအယုအသေး အလေးအမြတ်အမိပြုပြီးတော့နေရရင်ကုသိုလ်ပွားမလဲဟုတ်ပလားယဘာကိုအယူအသေးပြု အလေးမြတ်ပြုပါလေအမိပြုဒီကုသိုလ်မပွားနိုင်ဘူးခဲတော့ကောင်းကောင်းမမတ်မိဘူးဆိုတာသိတယ်နော်အဘယ်အရာကိုအယူအသေး အလေးအမြတ်အမိအခိုးဟုတ်လားဘယ်နှချက်တော့ပြန်ပြောအမိအခိုးနော်ပြုရရင်ကုသိုလ်တိုးပွားမလဲတဲ့တို့ဖျားသာသနာမှာပညာအရာဣတတဲ့ရှင်သာရိပုတ္တရာစဉ်းစားတယ် ဲတို့တွေတော့ဒီလိုစဉ်းစားသင့်မစဉ်းစားသင့်စဉ်းစားဘူးလားအေးသိရေးကြီးတယ်မစဉ်းစားဘူးသင့်ရင်စဉ်းစားပါနော်တို့ဘဝမှာကုသိုလ်တွေလိုအပ်မလိုအပ်လိုအပ်တယ်ခုနကဩဝါဒပါတိမောက်မှာပြောသွားတယ်တပ္ပပပတ္တအကရဏမကောင်းမှုမှန်သမျှမလောက်ကြနဲ့ကုသလသဥပတံပရာကောင်းမှုကုသိုလ်ကို ပြည့်စုံအောင်လုပ်ရမယ်ကောင်းမှုကုသိုလ်ကို ဲ့တော့တို့တွေကုသိုလ်တွေလိုအပ်မလိုအပ်လိုအပ်ပါဘူး။ဥစဉ်တို့သူတော်ကောင်းတို့ရဲ့ကောင်းမှုကုသိုလ်ဘယ်တော့ပြည့်မလဲ။ဘယ်အချိန်ပြည့်မလဲ။ကောင်းမှုပြုကုသိုလ်ရဲ့အဆုံးပန်းတိုင်ရှိမရှိရှိတယ်ပါတော့။မပြည့်ရတော့နော်။ ခုနစကားကိုမပြောထားရင်ဖြေကြမှာနေလို့နိဗ္ဗာန်ပါဖုရားမဖြေဘူးလားဖြေပါတယ်ဖြေတယ်ကုသိုလ်ရဲ့အဆုံးပန်းတိုင်းခုခမားတို့နော်ခုနကအဓိသီလအဓိစိတ်ဓာအဓိပညာခိုင်မြဲသွားဖို့ဆိုရင်အရဟတမက်အရဟတဖို့မရှိဘူးလားရှိပါတယ်ဗျာအလုံးကြားဘူးနဲ့နော်အရဟတမက်ဆိုတာလဲကုသိုလ်ပဲအရဟတဖို့ဆိုတာလဲကုသိုလ်ပဲ အဲ့ဒီအရဟတမဲ့အရဟတဖို့ကုသိုလ်ရရင်ကျုပ်တို့အတွက်ကုသိုလ်ပြည့်သွားပြီနောက်ထပ်လုတ်เสียအဲ့ဒါကြောင့်ကတံကရဏီယံနဲ့နောင်တဖန်ပြုเสียကိစ္စမရှိတော့ပါဖေဟာအလုံးစုံပြည့်စုံသွားပြီလို့ပြောရှင်းလားရှင်းပါပါအဲ့တော့ကုသိုလ်ဘယ်တော့ပြည့်မလဲအရဟတမဲ့အရဟတဖို့ရရင်ပြန်ပြောသား အားလုံးမှတ်မိပြီနော်အဲ့တော့နောက်ကိုရောင်ရောင်ရမ်းပြီးပြောเสียရအကြောင်းမရှိဘူးကုသိုလ်ဆိုတာပြည့်နိုင်မပြည့်နိုင်ဘယ်ချိန်ပြည့်မလဲအရာတပဲအရာတပဂျိနဲ့သလားအခုနေတော့အခုရေးထားတာဖရာတကာကြီးចောင်းတကာကြီးယဟန်တကာကြီးသိန်းတကာကြီးကံတကာကြီးပေါ်လေနောက်ထပ်လူထားသမျှအကုန်ရေးกว่าဖိစားတယ်ပြိတ္တကသုံးပုံကုန်သွားရောဟမ်ကြိုက်သလောက်လူထားမဲ့ကုသိုလ်ဖို့ကုသိုလ်မှမရသေးရင်အဲ့ကုသိုလ်စိတ်ချရလား အဲ့ဒီကုသိုလ်ကိုပိုင်သလားကျိုက်သလားမင်းတို့အကုန်ခံပြီလူနော်အဲ့ဒီလူထားတဲ့ကုသိုလ်ငါဒီချိန်လိုအပ်နေလို့အကျိုးပေးစမ်းပါလို့ပြောဟမ်အခုဒီအလူကြီးပေးပြီးသွားပြီနောက်ရတော့အလူကြီးပေးပြီးသွားတော့အလုတ်ကန်ရနည်းနည်းအဆင်မပြေလို့အကျွေးတင်နေလို့ငါလူထားတဲ့ကုသိုလ်အရာထီပေါက်စမ်းမှာကွာရမလားမရပါဘူးသဘောပေါက်လားမပေါက်ပါဘူးကုသိုလ်ကကိုလိုချင်တိုင်းရလားမရပါဘူးအကျိုးပေးဆိုတဲ့အချိန်တိုင်းရမလား မရဘူးတကယ်ကိုပိုင်ကိုဆိုင်ရနိုင်တာမဲ့ကုသို့ဖို့ကုသို့မဲ့ဖို့ရပြီးသွားရင်ဘယ်တော့မှကိုတန်တန်ကဆုံးရှုံးပြက်စီးခြင်းမရှိတော့မှတ်ထားအဲ့တော့မပိုင်နိုင်တဲ့အလုတ်ကိုလုံမလားပိုင်နိုင်တဲ့အလုတ်ကိုလုံမလားပိုင်နိုင်တဲ့အလုတ်ကိုလုံပါပါလုံချင်းဘယ်ကုသို့ရအောင်ယူရမလဲမဲ့ကုသို့ဖို့ကုသို့အစဉ်၄စဉ်ရှိတယ်သောတာပတိမဲ့ကုသို့သောတာပတိဖို့ကုသို့သကရာဂံမိမဲ့ကုသို့သကရာဂံမိဖို့ကုသို့အနာဂံမိမဲ့ကုသို့အရဟံမိဖို့ကုသို့အရဟတမဲ့ ကုသိုလ်အရဟတဖို့ကုသိုလ်ရှင်းလားရှင်းပါပါကောင်းပြီအခုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဘာလိုချင်တာလဲကုသိုလ်လိုချင်တာဟုတ်ပြီနော်သို့တော် तू ကယဟန္တာဗျဟင်ယဟန္တာဆိုကုသိုလ်လိုသေးလားမလိုတော့ဒါဖြင့် तू ကဘု து အတွက်စဉ်းစားတာအဲရှင်သာရိပုတ္တရာကစဉ်းစားတယ်အားလုံးနားထောင်စမ်း ငားတဲ့ဘယ်အရာကိုအလေးမြတ်အယိုသေးပြုအလေးမြတ်ပြုမိခိုပြီးနေရရင်ကုသိုလ်ပွားမလဲတဲ့ဟုတ်ပြီနော်သူအတွက်ကုသိုလ်လိုသေးလားလိုပါဘူး။ဒါဖြင့်ဘသူအတွက်စဉ်းစားတာလဲ။အခုဒီတရားကိုနားတော့မှဘသူတွေတို့။အေးခမရတို့နားမှာ။ဒါဖြင့်ဘသူအတွက်စဉ်းစားခဲ့တာ။အေးအဲ့ဒါမဆန်တရားနာတတ်အောင်သင်ပေးနေတာ ရှင်သာရိပုတ္တရာစဉ်းစားတယ်ဘယ်လိုလုပ်ရင်ကုသိုလ်တိုးမလဲတဲ့ဘယ်သူထွက်တော့သူ့အတွက်မှဘယ်လိုတော့ပဲဗျရှင်းလားမလိုတဲ့လူကြီးကစဉ်းစားပေးနေတယ်ဆိုတာဘယ်သူအတွက်စဉ်းစားခဲ့တာအခုရှင်သာရိပုတ္တရာစဉ်းစားတဲ့ချက်ကိုဘယ်သူနားမှာတော့ကျင်းတ်သလားကောင်းပြီဒါဖြင့်ဒီတရားစီဘယ်သူအတွက်တရားတော့ကောင်းပြီအဲ့တော့မှရှင်သာရိပုတ္တရာက စဉ်းစားလိုက်တဲ့အခါကျတော့ကုသိုလ်ပွားနိုင်တဲ့အရာဆိုတော့တစ်မြတ်စွာဘုရားကိုအယုသေးပြုပြီးနေမယ်တဲ့အလေးအမြတ်ပြုပြီးနေမယ်တဲ့မိခိုပြီးနေမယ်ဒါဆိုရင်ကုသိုလ်ပွားနိုင်မပွားနိုင်ပွားနိုင်ပါဘုရားဟောမြတ်စွာဘုရားကိုဘယ်လိုအယုသေးပြုနေမလဲဟမ် အယိုသေးပြုတဲ့အလေးအမြတ်ပြုတဲ့မိခိုးတဲ့ဟင်ဘလို့အယိုသေးပြုမလဲမြတ်စွာဘုရားရဲ့ဂုံတော်တွေပွားနေလို့မရဘူးလားမရပါဘူးအေးမြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအာယုံပြုနေလို့မရဘူးလားမရပါဘူးဒါအယိုသေးပြုတာနော်မြတ်စွာဘုရားကိုဆုံးကပ်မယ်ရည်ချမ်းကပ်မယ်နော်တောက်တော်ရည်ကပ်မယ်ပန်းကပ်မယ် ဗုဒ္ဓဝေယဝဆပြုပြီးတော့အယုသေးပြုလို့မရဘူးလားမရပါဘူးဗျာဒါအယုသေးနောက်အလေးအမြတ်ပါတယ်ပါတယ်အလေးအမြတ်ပါဗျာအလေးအမြတ်ဆိုတာမြတ်စွာဘုရားကိုဥထိတ်ထားပြီးတော့ဘယ်အလုတ်လုတ်လို့မြတ်စွာဘုရားနဲ့တိုင်တယ်ပြီးလုတ်မြတ်စွာဘုရားကိုအာယုံပြုပြီးလုတ်ရှင်းလားရှင်းပါဗျာမိခိုးတယ် ကိုလှုပ်သမျှအလုတ်တိုင်းကိုမြတ်စွာဘုရားရဲ့အဆုံးမနဲ့ကြိုက်အောင်လှုပ်တယ်မြတ်စွာဘုရားအဆုံးမကိုအလေးနဲ့ထားပြီးတော့ညီညွတ်အောင်ကြိုးစားတယ်အဲ့ဒါအမိခိုပြုတယ်ရှင်းလားရှင်းပါပါအဲ့တော့အဲ့ဒီတိုင်းသာနေရင်ကုသိုလ်ဘွားမလားအကုသိုလ်ဘွားကုသိုလ်ဘွားပါပါဘုရားအဲ့တော့တဘုရားကိုအလေးမြတ်ပြုမယ်နှင်းအလုံးသိပါတယ်ဘုရားပြီးရင်ပါလေတရားဆက်ပြောမကွာတရားပြီးရင်ဘုရားရဲ့ တရားရဲ့တန်ခါရဲ့ဒါအလေးမြတ်ပြုသည်မပြုသည်အယုသေးပြုသည်မပြုသည်မြတ်စွာဘုရားကိုယူသေးတယ်တရားကိုယူသေးတယ်တရားကိုယူသေးတယ်ဆိုတာကိုနေ့စဉ်လုပ်သမျှကာယကံဝစီကံမနောကံကံသုံးပါးကိုလုံတိုင်းလုံတိုင်းတရားနဲ့လျော်အောင်လုပ်မယ်ဆိုရင်ဒါတရားကိုအယုသေးပြုတဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်ကောင်းပြီ တန်ကဒီနေ့သူတော်ကောင်းတို့တွင်မြတ်စွာဘုရားပရိနိဗ္ဗာန်စံသွားတာဘယ်လောက်ကြပြီနှစ်ပေါင်း2563နှစ်ဘယ်လောက်ရှိပြီလဲမြတ်စွာဘုရားအဆုံးအမကြီးကွဲပလားမကွဲပါဘူးဘုရားဘယ်သူကြောင့်တန်ဃာတော်တွေနော်ခေဆက်ဆက်မြတ်စွာဘုရားအဆုံးအမတရားတော်တွေကိုတည်ပိုးလာတဲ့အတွက်ဒါဆိုရင်တန်ဃာတော်တို့ရဲ့ ်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီတဲ့အဆုံးအမတွေကိုလိုက်နာသည်မလိုက်နာသည်ဒါဖြင့်တန်ဃာကိုတန်ဖိုးထားသည်မထားသည်အေးတန်ဃာကိုအယိုသေးပြုအလေးအမြတ်ပြုမိခိုပြီးတော့နေရင်ဗာရမယ်ကုသိုလ်ရမယ်နောက်တစ်ခါအကျင့်သိက္ခာကိုတဲ့ဗါတယ်ဗါတယ်သိက္ခာဆိုတာအခုသူတော်ကောင်းတို့ကျင့်သုံးအပ်တဲ့သီလသိက္ခာ